မီလာနဲ့ပွဲမှာအန်ဖီရဲ့ဂုံကို လီဗာပူးတို့ပြန်ပြီးတော့အဖက်စေသွားနိုင်မှာလားအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိပွဲစဉ်10ဖြစ်လီဗာပူးအသင်းကအက်စတန်ဗီလာအသင်းကိုအိမ်ခွင်းအန်ဖီမှာအိတ်ခံသွားဖို့ရှိပါတယ် ပရီးမီးယားလိလေးပွဲဆက်ရှုံးထားတဲ့အသင်းတစ်သင်းနဲ့လေးပွဲဆက်အနိုင်ရထားတဲ့အသင်းတို့ရဲ့ထိတိုက်တွေ့ဆုံမှုတစ်ခုဖြစ်ပြီးတော့ဒီပွဲစဉ်မှာရော လီဗာပူးဖန်တွေအနေနဲ့ဘာတွေကိုမျှော်လင့်လို့ရမလဲဆိုတာကိုတစ်ချက်လောက်ပြောကြည့်ကြအောင်ရိုမာလာ၂ရက်နေ့စနေနေ့ဘူမညလေ၂နာရီခွဲတနင်္ဂနွေနေ့မနက်မှာရှင်ပြိုင်သွားရမှာဖြစ်ပါတယ်အမနစ်ကဘီလာနဲ့တွေ့တော့ကအန်ဖီမှာဆိုရင်လီဗာပူးက2-0နဲ့နိုင်ထားပြီးတော့အဝေးကွင်းမှာကတော့2-2နဲ့တည်ကြထားတာပါ ီယာတီမာကတော့လီဗာပူးကရလက်တွေစိုးနေပြီးတော့အခြေအနေခေါင်းတစ်ခုကိုပြန်ပြီးတော့ရယူရမယ့်ပုံစံမှာရှိနေပါတယ်။လီဗာပူးကနောက်ဆုံးပရီးမီးယားလိ၅ပွဲမှာ၃ပွဲကိုအဝေးကွင်းမှာကစားခဲ့ရပြီးတော့ဒီ၃ပွဲစလုံးကအေးနှိမ့်ခဲ့သလိုအိမ်ကွင်း၂ပွဲမှာဆိုရင်မန်ယူကိုလည်းရှုံးနေအေဗာဒန်ကိုတော့အနိုင်ရထားပါတယ်။ဆိုတော့ လာမယ့်ဒီတနင်္ဂနွေနေ့မှာကစားမယ့်ဗီလာနဲ့အင်ကွင်းပွဲမှာကောလီဗာပူးအနေနဲ့ကဘယ်လိုပုံစံနဲ့ကစားသွားမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီဘက်ကအစ်တန်ဗီလာကတော့ပရီးမီးယားလိနောက်ဆုံး၄ပွဲဆက်ကိုအနိုင်ယူထားနိုင်ပြီးတော့မှအချိန်ဟုန်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားတဲ့အသင်းတစ်သင်းဖြစ်နေတာပါ။ ။ညီပြ U9MD ကဦးဆောင်ပြီးတော့မှလက်ရှိလီဗာပူးအသင်းထဲကလည်းအမှတ်တူတဲ့အနေအထားကိုရရှိနေတာဖြစ်ပါတယ်။အနည်းကဆုံးပွဲမှာဆိုလို့ရှိရင်မန်စီးတီးကိုအဝေးပွင့်ကနေပြီးတော့အနိုင်ကစားထားသလိုစပါးလိုအသင်းမျိုးကိုလည်းအနိုင်ယူထားတဲ့အထီကိုမှအက်စတန်မီလာကကောင်းမွန်နေတာပါ။ပြောရလို့ရှိရင်တော့သူတို့ရဲ့ပုံစံကောင်းတွေကပေါ်လွင်နေတဲ့အချိန်ဖြစ်ပြီးတော့မှလီဗာပူးအနေနဲ့ကတော့အများကြီးဂရုစိုက်ဖို့လိုအပ်နေတာမျိုးပါ။ Martinet, Roger, Watkin, Onana တို့လိုကစားသမားကောင်းတွေပိုင်ဆိုင်ထားပြီးတော့မှ4231ဆိုတဲ့ကစားကွက်မှာ ခံစစ်ကျင့်လက်မှုရှိပြီးတော့တိုက်စစ်ထမျက်မှုတို့ကလည်းဒီအမေရိကအလင်းတင်တယ်လို့ဆောင်ရွက်နေတာဖြစ်ပါတယ်။အထူးသဖြင့် Villa ကပြောမယ်ဆိုရင်ပရီးမီးယားလိမှာဆိုလို့ရှိရင်ခံစစ်ကျင့်လက်ပြီးတော့မှတပွဲကိုတကူနှုံမပေးထားရသေးတဲ့အသင်းတွေတဲကတသင်းလဲဖြစ်နေပါတယ်။အဓိကကတော့အိုနာနာနဲ့ခါမာရာတို့ရဲ့ကွင်းလယ်အတွေ့ကအတော်လေးကိုကောင်းမွန်နေပြီးတော့မှခန်းစစ်နဲ့တိုက်စစ်ကဟန်ချက်ညီနေတာဖြစ်ပါတယ် လီဗာပူးအတင်းကတော့တိတဲ့အတိုင်းပါပဲခန်းစစ်ကတော်တော်လေးကိုယူရင်းနေပြီးတော့မှပိုးပွဲမှာဆိုလို့ရှိရင်14ဂိုးအထိကိုခွင့်ပြုပေးထားရတာဖြစ်ပါတယ်ဗန်နိုင်းနဲ့ကိုနာတီတို့နှစ်ဦးကပဲပွဲထွက်ခွင့်ရနေတဲ့အချိန်မှာကိုနာတီကလည်းခြေစွမ်းမတည်ငြိမ်ဘူးနောက်ပြီးတော့တဲကန်ဘောတွေလက်ပစ်ဘောတွေဖြတ်တင်ဘောတွေလိုမျိုးဒီဆပ်စပီတွေအသုံးများတဲ့ပရီးမီးယားလိမှာဆိုလို့ရှိရင်တော့ဒီဖူဒ်ဘက်က ခါကတ်စတိုလိုမျိုးကစားသမားတွေဖြစ်နေတာတွေနောက်ပြီးလို့ရှိရင်ညာချမ်းမာကလည်းဒဏ်ရာပြဿနာတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဆိုဘိုလာဖရင်ပောင်လာဘရက်ဒလီလာမသိမကွဲဖြစ်နေတာတွေကလေဘာဘူးအသင်းရဲ့ခံစစ်ကိုပြန်ရင်းစေနေတာဖြစ်ပါတယ် ဝင်းလေမှာဆိုလို့ရှိရင်ကလည်းစိုးဘိုးတယောက်ထဲကပဲပြိတ္တစိတ်ကြိုက်ကိုကစားနိုင်တယ်လို့ပြောလို့ရပြီးတော့မှဝေးစ်ကလည်းအနေငယ်လေးတော့ခြေစွမ်းကမမှန်သေးဘူးပြီးွားရင်မာကာဂရာဗီတို့ကလည်းဒဏ်ရာတွေများနေပြီးတော့ကာတစ်ဂျုံဆိုလို့ရှိရင်လည်းပြီးတော့ရတဲ့ပွဲစဉ်မှာပဲပေါ့နော်ဘလောက်မှမကစားရသေးပဲနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာပဲဒဏ်ရာရနေတာကိုတွေ့ရတယ်ဆိုတော့ဒါရီကလီဗာပူးရဲ့ကွင်းလေကိုဟန်ချက်ပြက်နေစေတာတွေပဲဖြစ်ပါတယ် လီဗာပူးကညံ့နေတယ်လို့ပြောလို့ရတယ်ဆိုပေမဲ့လို့လဲတိုက်စစ်ကတော့အရန်ချင်းညံ့နေတာမျိုးမဟုတ်ဘဲနဲ့ပုံမှန်သွင်းကိုးလေးတွေကိုတော့သွင်းယူပေးနေပါတယ်နောက်တစ်ချက်ကကြတော့ပရိသတ်နဲ့အက်စလော့ဂျားထဲမှာဆိုလို့ရှိရင်လဲမိုဆာလာနဲ့ပတ်သက်ပြီးတော့အချင်းလေးတွေကနည်းနည်းလေးတင်းမာနေတယ်ဆိုပေမဲ့လို့လီဗာပူးရဲ့တိုက်စစ်ကတော့ကိုးပွဲမှာ16ဂိုးအထိကိုမှသွင်းယူထားနိုင်တာဖြစ်ပါတယ်အဲကောင်းလားဆိုတော့လဲကောင်းနေတာတော့မဟုတ်ဘဲနဲ့လီဗာပူးအသင်းကအခုလိုမျိုးရှုံးပွဲဆက်နေတာကလဲတိုက်စစ်ကစားသမားတွေစီမှာလဲတာဝန်ရှိနေတာဖြစ်ပါတယ် လက်ရှိလီဗာပူးမှာဆိုလို့ရှိရင်ကတော့ကွင်းလက်လူဖြစ်တဲ့ကာတစ်ဂျုံနဲ့နောက်တိုက်စစ်ကအီဆက်နောက်ခန်းစစ်မှာဆိုရင်ဖရင်ပေါင်တို့ကဒဏ်ရာရနေပြီးတော့ဂရာဘီကတော့ဒီနေ့လေ့ကျင့်ရေးပြန်ဆင်းနေပြီဆိုတော့အခြေအနေကောင်းလို့ရှိရင်ကတော့ဒီအက်စတန်မီလာနဲ့ပွဲမှာပါဝင်လာနိုင်ပွဲရှိပါတယ်။အကိုသမားကတော့အဲလီဆန်နောက်ပြီးလို့ရှိရင်လီယိုနီခန်းစစ်ကလီယိုနီတို့ကတော့ဒဏ်ရာကြောင့်မလို့ဒီပွဲကိုလွှဲသွားအောင်မှာဖြစ်ပါတယ်။ ။အဖက်ကဘီလာအတင်းကတော့ကွင်းလယ်တိုက်စစ်သမားဖြစ်တဲ့ Bondier နဲ့ Chelaman တို့လောက်ပဲထိုင်ရစင်ရင်းမှာရှိနေပြီးတော့မှ slot အနေနဲ့၄နှစ်၃တက်မှာကစားမယ်ဆိုလို့ရှင်ကတော့ဂိုသမားကတော့ဘလိုပဲဖြစ်နေပါစေ Mama Dash Fili ပြီးရင်ကတော့ဘ ਹੁ ခံစစ်ကတော့ထုံးစံအတိုင်းရွေးစရာလူမရှိဘူး Corner Dine Fan တိုက်အဲ now ညာချမ်းမှာကတော့ဒီ ရက်ဒလီတယောက်ပဲတုံးလာဖို့ရှိတယ်ပေါ့နော်။ဘဲချမ်းမှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ဒီခရာပောင်ပွဲစဉ်မှာရိုဘတ်ဆန်ကပွဲထွက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘဲချမ်းမှာကတော့ကာကက်စ်ကိုတာဝန်ယူပြီးတော့မှပွဲထွက်လာမယ်လို့ထင်တယ်။နောက်ပြီးတော့ပွဲလယ်မှာကတော့ဂရာဗီမပါဝင်နိုင်ခဲ့ရင်ဆိုဗိုဗစ်မာကာတို့ကိုနေရာပေးပြီးတော့မှအိုက်စစ်မှာဆိုလို့ရှိရင်ကတော့ မူဆလာကိုပြန်ပြီးတော့ပွဲထုတ်လာမယ်ပေါ့နော်မူဆလာကပြီးခဲ့တဲ့ခရာဘောင်နဲ့ပွဲမှာလည်းဒီစီညာကစားသမားတွေတော်တော်များများကအနားယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တိုက်စစ်မှာတော့တေချာဘောင်မူဆလာကိုပဲပြန်ပြီးတော့မှပွဲထုတ်လာအောင်ပါညချမ်းပါပေါ့နော်ပြီးရင်အဲအထောင်ကတော့ EKTK ဖြစ်မယ်ဘယ်ချမ်းမှာကတော့ဂပူတို့နဲ့ပဲပွဲထွက်လာနိုင်ပါတယ်အစတမီလာကလည်းဒီ၄နှစ်၃တက်ဆိုတဲ့ပုံစံကိုပဲအားပြုပြီးတော့ဂိုသမားမှာဆိုလို့ရှိရင်ကတော့မာတီနက်ရှိမယ်။ဖန်စစ်တင်ဆိုရင်ကွန်ဆာ၊ဒိုရက်၊ဒီဂနီနဲ့ခက်ရှ် ဝဲလက်မှာဆိုလို့ရှိရင်တော့ကာမာရာရှိမယ်။အိုနာလာနဲ့ရောဂျာတိုက်စစ်မှာဆိုလို့ရှိရင်မကင်းရဲ့ဝန်ဒီယာနဲ့ဝကင်းတို့ကိုပဲနေရာပေးလာအောင်မှာဖြစ်ပါတယ်။ဆိုတော့ရလက်တွေစတိုက်ကောင်းမွန်နေတဲ့အသင်းနဲ့ရလက်တွေဆိုးရွားနေတဲ့အသင်းတို့ရဲ့တွေ့ဆုံမှုမှာဆိုရင်လီဗာပူးအနေနဲ့ကတော့တရေရလက်လောက်ကိုပဲမျှော်လင့်လို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ရင်ကောင်းတယ်ဆိုပေမဲ့လို့လေလီဗာပူးရဲ့စွမ်းရည်ကဗီလာကိုကြုံလွန်နိုင်မှာမလားဆိုတာကတော့စိုးရိမ်စရာပါပဲ အဲတခုရှိတာကတော့ဒါက MF မှာကစားရမှာဖြစ်တယ်။ကြာစင်းနေတဲ့ MF ရဲ့ပုံရိပ်ကို Van Dyke တို့ဒီကစားသမားတွေအနေနဲ့ကလည်း DJ မှာတော့ပြန်ပြီးတော့မှအဖက်ဆဲသွားနိုင်မလားဆိုတာကိုတော့ဆက်ပြီးတော့မှစောင့်ကြည့်သွားအောင်မှာပဲဖြစ်ပါတယ်ရှင်။ဆိုတော့ Liverpool ပြိသက်တွေအနေနဲ့ကရောဒီ Liverpool နဲ့ Aston Villa ပွဲစဉ်အပေါ်ဘလို့ထင်မြင်ကြလဲဘလို့ရလက်လေးတွေထွက်ပေါ်လာမယ်ထင်လဲဆိုတာကိုဝင်ရောက်ဆွေးနွေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရည်တင်ပါတယ်။